အားလုံးပဲမင်္ဂလာပါကျမတို့26ရက်နေ့ကနေပြကြတော့30အထိနော်26ကနေ30အထိဝေကနေဝေကနေပြီမယ်နော်ဝေကနေပြီပါမယ်ဒါ၃လုံးကိုခွေမှာပေါ့နော်ခဏ၃လုံးကိုခွေမယ်အပူပါနော်အဲ့ဒါဝေကနေပြီးတော့ဗုဒ္ဓဟူးမကျော်ပတ်တီးကျမရောင်းနေပါတယ်ဗုဒ္ဓဟူးမကျော်ပတ်တီးကကျမ2000နဲ့ရောင်းပါတယ်နော်သူက တင်ခွက်၃ခွက်ပါတယ်တင်ခွက်၃ခွက်ပါတယ်သူ့ကိုကျွန်မ2000နဲ့ရောင်းနေပါတယ်ဒါလေးနော်အဲ့တော့အဲ့ဒါကိုကျွန်မ2000နဲ့ရောင်းနေပါတယ်အဲဝယ်ခြင်းတဲ့လူတွေပေါ့နော်ဝယ်ခြင်းသေးတဲ့လူတွေကအသုံးပြုခြင်းတဲ့လူတွေကကျွန်မရဲ့ဖုန်းနံပါတ်40 244539ခွန်ပြန်ပြောမယ်နော်40 244539 နော်ဖုန်းဆက်လို့ရတယ် Viber 40244 5630အဲ့ဒီနံပါတ်ပဲနော်အဲ့ဒီကနေပြောကြတော့ကျွန်တော်ဆက်သွယ်ပြီးတော့ဝယ်လို့ရပါတယ်ဒါလေးကတော့ကြော်ညာဝင်လိုက်တာအခုလာမယ့်ဘက်ကတော့ကျွန်တော်တို့ဒီအခွေပေါ့နော်၃လုံးအခွေနဲ့တို့ဖိုက်လို့ရတယ်နော်ဖိုက်လို့ရတယ်ဖိုက်ချင်တဲ့သူတွေကအိုက်ကောင်းနဲ့ဖိုက်ပြီးရင် ဗုဒ္ဓဟူးမကျော်ဘက်တီးကိုဝယ်ထားတဲ့သူတွေကျွန်မပြောမယ်အဲ့ဒီကောင်စောမယ်နော်အဲ့ဒီကောင်စောပြီးကြာပါမယ်ဒါကြောင့်မို့ဖိုက်မဲ့သူတွေကအဲ့ဒီကောင်ဝယ်ပြီးဖိုက်မဲ့သူတွေကဖိုက်တာတွေကဆွဲရှိရှိနဲ့ချမယ်နော်တို့အကောင်းဆုံးရမယ်ဇာတို့နဲ့တွားကြအဲ့ဒါကြတော့နိအဲ့တော့ဟိုတုံးပြူပုံပြူကြီးရတော့မတူဘူးเนาะတယောက်နဲ့တယောက်မတူဘူးတိလားဒါကြောင့် ဟိုကိုသုံးမဲ့သူကကိုကိုကိုပေါ့နော်နေကိုကဘာကိုအတုပ်ပြရလဲနေတိုက်ထုံမလားအဲပတိကိုလိုက်တဲ့သူလားခဏလေးနာခဏနော်ဟုတ်ပြီအဲ့တော့ကျွန်မနေတိုက်ပြောမယ်နေတိုက်ကတဏီကုံတဏီကုံသုံးမယ်နှစ်သုံးတဏီကုံနှစ်သုံးအဲ့ဒီအောင်အသုံးပြုပါ နှစ်သုံးကိုဗာနဲ့ကံလို့ဆိုရင်6 1 4 5နော်6 1 4 5အဲနဲ့ကံမယ်ပြီးအဲ့ဒီ6 1 4 5ကခွေလဲထွက်တတ်တယ်ဒါကြောင့်ကျွန်မကသူ့ကိုအကက်ခွေလို့ပြောတာနော်ပြီးအခွေက5 3 3အခွေနဲ့အပူပါမခွေတတ်တဲ့သူတွေအတွက်ပြောမယ်50 53 33 啊啊！滋滋，咚咚，啊嘛！